တနေ့တော့မိုးတောက်ရံ၌မြေကြီးပေါ်မှာတေဆိုးနေတဲ့လူတွေလောက်ဝေးကိုစတင်တွေ့လဲရပါပြီအကိုလိုကယောက်ျားသားတွေဖြစ်ကြပြီးစုစုပေါင်းအလောင်း၃လောက်ရှိနေခဲ့ပါတယ်ထို့အလောင်း၃လောက်ဟာအပေါ်ကအေးချေဗလာတွေနဲ့ဖြစ်ကြပြီး အကိုလိုကမြက်ဖြူလန်ပြီးသေဆုံးနေခဲ့ကြပါတယ်ဒီဘုတ်တိုင်းဆိုရင်တော့ဒါတမန်နေနေရရကိစ္စမဟုတ်ဘူးဗျာ ဒါကြောင့်ဒီကိစ္စတွေနဲ့ပက်သက်ကြွားချင်မှုရှိတဲ့ဟိုဘက်ရွာကဦးစံအောင်ကိုလာရောက်ချစ်ရှုစေခဲ့ပါတယ်။ဦးစံအောင်ကလာရောက်ချစ်ရှုတဲ့အချိန်မှာတော့ထူးခြားတဲ့တဲတော်စားတွေကို မတွေ့ရဘူးဗျာ။ဒါပေမဲ့သူတို့ခန္ဓာကိုယ်ဘောကဆော်ရလိမ့်မည်လို့အမဲဆက်လေးတွေတိုးရောက်စလို့ရခန္ဓာကိုယ်ဘောနိုင် ရှိနေခဲ့ပါတယ်။ ဥစ္စာအောင်ရဲ့အတွေ့အကြုံရဆိုရင်လေတို့သေဆိုးတဲ့ပုံစံဟာမောပန်းပြီးတော့အသက်ရှူရချက်ပြီးသေဆိုးခဲ့တာဖြစ်မဲဆိုတဲ့အကြောင်းကောက်ချက်ချလိုက်တယ်ဗျဆိုတော့သူတို့ရဲ့သေဆိုးမှုတွေဘသူကတည်ရခံလဲဘသူမှတာဝန်ရှိလဲဆိုတာကိုထက်ထွက်စဉ်းစားရပြန်ပါတယ်အဲ့လိုစဉ်းစားနေလို့မှရွာခံဘွားကြီးတယောက်ရောက်လာပြီးရုတ်တရက်စကားလာပြောခဲ့ပါတယ်အဘွားကြီးပြောတဲ့စကားကသူတို့တရားတာတမ်းမဟုတ်ဘူးကွယ်အဲ့ဒီမိုးဆိုးမတစေရဲ့လက်ချဲအေး ရွာမှာအဲ့ဒီဒစီမှာတုံးကြနေခဲ့တာတလကြောကြောရှိနေပြီအဲ့ဒီမိုးဆိုးမဒစီကယောက်ျားရီချီယောက်ျားအိုလီကိုပဲအန်ဒီရဲ့ပြူတာ အိုးတောက်တဲ့ဒီဒစီမှာကြောက်ကိုပြောရမယ်ဆိုရင်လေနားနဲ့မနာဖွားနေတာနားပါ ਈ သူကယောက်ျားရီလိုချင်တဲ့ကမန်ကိုကိုပေးပြီးတော့ယောက်ျားရီရဲ့အသက်ကိုပြန်နှုတ်ယူတာဖြစ်မယ်ဒါကြောင့်အမြဲတမ်းငကြီးကြတဲ့သူတွေဒီဒစီမရဲ့တားကောင်တွေဖြစ်ကုန်ရတာအဲ့ဒီပါလီကသူ့လိုပြောပြခဲ့တာပေါ့ မုံဆုံးမပြေဆိုတာကယောက်ျားတွေကိုမုတ်တီးပြီးတော့ယောက်ျားတွေကိုပဲတက်တက်တစိမ်မှဖြစ်ပါတယ်။တက်တယ်ဆိုပေမဲ့ဒီတန်ရိုးရိုးတက်တာမဟုတ်ပေဝိညာဉ်တွေကိုပဲစားသောက်တဲ့တစိမ်မှကြီးဖြစ်ပါတယ်။ရှီလို့ရင်မစားဘူး၊တူလို့ရင်လည်းမစားဘူး၊ပေလို့ရင်လည်းမစားပြဘူး၊ဝါလို့ရင်လည်းမကြိုက်ပြဘူး။ထထမောင်းမောင်းထွားကြိုက်တဲ့သူကမှရွေးချယ်ပြီးစားရတယ်ဗျ။အရက်မောက်ခန္ဓာကိုယ်ကိုပြောတာပါ။ဒါကြောင့် အဲ့ဒီဖွားကြီးကတော့မိုးဆိုးမတစေရဲ့နောက်ထပ်ပြင်းမဲ့ဟာဘသူလဲဆိုတာကို ရေစားမိလိုက်တယ်ဗျာအေရောသူလဲရွာထဲကယောက်ျားသားတွေကိုသတိပေးနေတယ်ပို့ပြောဆိုခဲ့တာပုံခဏကြာမှာတော့ဦးဆောင်လဲအတွေးပေါင်းများစွာနဲ့အဲ့ဒီနေရာမှာလှည့်ပြန်လာလိုက်တယ်ဗျာနောက်ထပ်ပြင်းမဲ့ကဘသူဖြစ်နေချေချလဲဆိုတာကိုတွေ့နေသူ့ကောင်းတဲ့အတွေးချုံနေခဲ့ပါတယ်ဘသူလမ်းလျှောက်လာခဲ့ရင်နေရာတစ်ခုပေါ်ရောက်တော့အသက်တနာကိုကြားလဲရပါတယ်အဲ့ဒီတန်က ။ရခန်မိကလေးတယောက်ရဲ့အတန်းဆိုတော့သူလည်းအတန်းကြားရဘက်ကိုလှမ်းကြည့်လိုက်ပါတယ်။လှမ်းကြည့်လိုက်တော့မိကလေးတယောက်ကငနေသုံးကောင်ကဝိုင်းပြီးတော့နှောက်ရှက်နေကြပါတယ်။အဲဒီကောင်တွေကဒွေဦးတန်းနှောက်ရှက်နေကြတာမဟုတ်ပဲလက်ထဲမှာလည်းဒီမြောက်ကြီးဖြစ်သူတို့နောက်ကိုလိုက်ဖို့ချေးချောက်နေကြတယ်ဗျာ။ကမလီကလည်းအယောက်ကူပါဝိုက်ကယ်ပါနဲ့ဒီနောက်ကလူတွေကိုကိုင်းကြီးအော်တောင်းနေကြတာပေါ့။ကြေကြပါဦးရှင်။သူတို့တွေကျမကိုဝိုင်းပြီးတော့နှောက်ရွှဲနေကြတယ်။ သူတို့ခေါ်ရမလိုက်ရင်ကျမကိုဓာတ်နဲ့ထိုးသဲလိမ့်မယ်။ဦးဆောင်ကလည်းထိုလူရကတော့ယောက်စီကိုမင်းနဲ့ဒီကြီးနဲ့ရှောက်လာခဲ့တယ်ဗျာ။သူတို့ကိုကြည့်ရတော့အများနဲ့တယောက်လဲကိစ္စမရှိဘူးဆိုတဲ့ပုံစံပေါ့။ဟိုဘက်ကတော့ယောက်ကလည်းဟာဒီလူကဘာလားဆိုပြီးရုတ်တရက်တော့ကြောက်ကြည့်နေခဲ့ကြပါလေ။ဟေ့လူကိုလန်းကိုသွားနော်။ကျိုးလက်ထဲမှာခိုက်ထားတာဒီမြောက်ခုရင်ပေးတဲ့တယ်။လူစားကားလိုလိုပါလိုလိုနဲ့ကျိုးတို့ကိုလှရှုပ်ရည်ရှုပ်ကြည့် ခမနှုတ်တော့ရပါစေရမယ်။ဒီလိုអော်ပြောနေပြီမဲ့ဦးဆန်အားကတော့တစ်ချက်ကလေးမှနားမထောင်ခဲ့ဘူးဗျာ။ဆောင်းနေနေသူတို့စီကိုရောက်ရောနောက်တယောက်ကအခုလိုပြောပြတာဗော။ဒီလူကကိုပဲရောက်ဦးဆန်အောင်မလား။သူ့เจ้าဝင်ကကြားဘူးလေ။ဟာသူ့ဘာသူ့ဘာကောက်ဖြစ်ဖြစ်မသိဘူး။ငါတို့ကတော့ဆွဲထိုးမှာမယ်။သိဖို့သာပြင်းတာ။စပယ်ရှင်နဲ့ကကထူးထူးပြောပြီးတော့ဦးဆန်အောင်ကိုဒါနဲ့ကိုပို့ရွယ်လိုက်တယ်ဗျာ။ ဒါပေမဲ့ရွယ်ဖို့တော့ချိန်များလိုက်ပဲဥစားအိုရဲ့မြန်ဆန်လို့တဲ့ဒူးပြန်ချိန်ပြတွေကိုပဲခံစားလိုက်ရပါတယ်။နောက်တစ်ယောက်ကိုလည်းဟန်ချဲ့ညီတဲ့လက်သေးတွေပြေးထန်တဲ့ကန့်ချက်တွေနဲ့အစိုးသက်ပေးလိုက်ပါတယ်။သူတို့မြောက်လည်းလူကြီးမေလိုဘာမှတော့ပြန်လို့ဖို့အချိန်များလိုက်ပါဘူး။တကောက်ကတော့မောက်ရွားပြီးဆိုပေမဲ့နောက်ထပ်တကောက်ကတော့ကြံရှိလို့နေပါသေးတယ်။နောက်ဆုံးကြတဲ့တယောက်ကတော့တခြားသူတွေတဲ့ထူးခြားတဲ့ကောင်းပြား မိမိနေတဲ့ဟန်ကျုပ်စရာကောင်းတဲ့အကြည့်တွေဖြင့်ဦးဆောင်အောင်ဟာအစင်သိမ့်စောင့်နေခဲ့ပါလေပြီးတော့မှသူ့စီမှာရှိတဲ့တဲအီးခဲ့ရဲ့အတက်ပညာတွေကိုကိုကြီးဟန်ပြပြီးထုတ်လိုက်ကြတာပေါ့ဟေ့လူမိတော်လာပြီပဲကွာဟောတာဟူးဟောတာဟူးဟူးဟောတာဟောတာဟူးဟူးဟူးဒါမေး မန်ချက်နဲ့နှမ်းထွက်လွဲသွားခဲ့ပြီးရေနကောင်နဲ့ဘာမှမထူးခြားခဲ့ပါဘူး။ဒါကြောင့်သူတို့တိုးကောင်စလို့လေနှက်ချီထွက်အောင်အတီးခံလိုက်ရတာပေါ့။တခုရှိတာကသူကတော့အရင်နကောင်ထဲပို့ပြီးတော့အတီးခံလိုက်ရတာပဲဗျာ။ဖက်ကြခြားခြားလို့ပြေးတဲ့ချိန်မှာတော့ဥဆန်အော်ရဲ့စားကို ထိုမေးလေးကလည်းထေချီသွားခဲ့ပါတယ်။ဒါကြောင့်ကိတ်ကိတ်ဖွေးဖွေးလေးနဲ့သူမဟာကျေးဇူးတင်စကားဆိုခဲ့ပါတယ်။အဲဒီနောက်သူတို့ညောက်လေကိုလန်းကိုရှုပ်ပြီးအေဗျန်လာခဲလိုက်တယ်ဗျာ။ အေယုတ်တို့ဥစားအောင်တယောက်လုံးမရှိကင်ရှိအာရယာဒါကဲလို့နေခဲ့ပါတယ်အေယမဒါကဲလို့ပြင်းလေဤပြေကိုထွက်ပြီးထူသားကိုထမ်းမှန်သွေးပြန်ပါတယ်ဆဲရှိလဲရှိတဲ့ဒါကြီးပဲကောက်သွေးနေလိုက်တာအခြေတွေဘလောက်ကိုဆိုးသွမ်းမတော်မသိလိုက်ဘူးဗျာအခဏကြာမှာတော့သူသွေးလက်စသားကိုခဏလောက်ရှက်လိုက်ပါတယ်ဘာလို့လဲဆိုတော့ဥစားဟာအာယူပါလို့တဲ့သူတဲ့ဖြစ်တာကြောင့်ပတ်ဝန်းကျင်ကအနှဲငယ်ပြောင်းလဲပြီး ဝမှန်ဖြစ်သွားတာကိုတတိထားမိလိုက်တာပေါ့ဒါနဲ့သူလဲ baby perogen ကိုချိန်နေရှိုးလိုက်တယ်ဗျအဲ့ဒီမှာတစိုးရကိုတွားတွေ့ခဲ့တာပေါ့အဲ့ဒီသူကခဝေနီလေးကိုဝတ်တာပြီးချောမွန်လာပါတဲ့မြို့သမီးတစ်ယောက်ဖြစ်ပါတယ်အသက်ရွယ်ကလည်းခံမှန်းရမယ်ဆိုရင်တော့30ကျော်ဖြစ်ပြီးခရာကိုကလည်းအစီနဲ့ရိုးရည်တွေကအနေတော်လို့ဆိုရမယ်ဗျ။ဒုမကုမြင်လိုက်တော့ဥစားအောင်တယောက်နည်းနည်းကြောက်သွားခဲ့ပါတယ်။ တော်ရုံမေကလေးကြောင့်နေနဲ့ခုလိုယောက်ျားတယောက်စီကိုလိုက်လာမှာမဟုတ်ဘူးလေညှောက်တာအကြီးကြီးတွေဆုံနေပြီးထိုမေကလေးကလည်းသူ့ရဲ့အပြိုးတွေနဲ့ညှို့ယူဖန်ဆားနေခဲ့ပါတယ်ထိုနောက်သူမဟာရုတ်တရက်တစ်ပေတွေကြားထဲပြေးဝင်သွားခဲ့ပါတယ်ဒါနဲ့ဥစားအောင်ကလည်းသူမကလူမဟုတ်ပဲမိုးစိုးမတစေဆိုတာကိုသိလိုက်ပြီးချက်ချင်းပဲပြေးလည်ဝင်သွားခဲ့ပါတယ်မိုးစိုးမတစေကတော့မြေကြီးထက်တော့မထီပဲဒီဘောကနေလှင်းရစွာထွက်ပြေးနေခဲ့ပါတယ် ။ဦးဆောင်အားကလည်းမျက်စံတော့တဲ့သူ့ရဲ့ခြေထောက်တွင်နဲ့ပေးလိုက်ရေသူတို့နှစ်ယောက်မတင်းမပြေးဖြစ်လာခဲ့ရဲ့ဗျ။ဦးဆောင်အောင်ရဲ့လက်တက်မှာတော့ဒါတကြောင်အသေးပါလာတာကိုတွေ့လဲရပါပြီ။ဒီလိုနဲ့မုံဆုံမတစ်စီကိုမိတော့မဲ့ခြေကိုရောက်တော့ဂျိုးဒီရဲ့ပြုတ်သွားခဲ့ပါရဲ့။ဦးဆောင်ကလည်းဟာတစင်းမှဘယ်ပြုတ်ပါလဲဆိုပြီးထိုဒီဟာတဝက်ကိုလဲကြည့်လိုက်ပြီးမှမတွေ့ရတော့ပါဘူး။ဒါပေမဲ့ထိုမိုးဆိုးမတစေကသူ့နောက်ကိုရောက်နေခဲ့တာပေါ့ သူမကိုမြင်တော့ဥစားအောင်လေမျက်နှာတစ်ချက်တော့သွားခဲ့ပါတယ်။ဘာလို့အဲ့လိုဖြစ်သွားတာလဲဆိုတော့ထိုမိကလေးဟာနေအောင်ဘီကီနီဝတ်ဆိုလိမ့်နေဆိုတော့သူလေစိတ်ထဲဟာကနေဖြစ်သွားခဲ့တာပေါ့။ဥစားအောင်ရဲ့နေလုံးထဲမှာတော့လောကနေတဲ့ပေါက်စီကြီးတွေရေသည်ရှူမောဖွဲ ရှက်ကြီးပေပိုလှတရားတွေကို တွေ့မြင်နေခဲ့ရပါတယ်။သူရရာကြောင်ကြားသားတယောက်တွေတော့ဘလို့မမခံနိုင်တဲ့အာဏာချက်တွေပေါ့။ဥစားအောင်ဆိုတာကလည်း ကြီးမားတဲ့ဗလာကြီးတွေကြောင့်အိုဆိုမာဒစီကြိတ်ကြွေနေခဲ့တာဖြစ်ပါတယ်။ခန္ဓာကိုယ်တင်မကတန်မာတာမဟုတ်ပဲစေဘိဆိုင်ရမှာလဲတန်မာတဲ့ဥစားအောင်ဟာဒီနေရာမှာတက်ခါနေလိုက်တယ်ဗျ။ဒါကြောင့်ထိုမိုဆိုမာဒစီကိုသူ့ရဲ့လက်ထက်ကဒါနဲ့ရွေလိုက်ပါတယ်။တကယ်တော့မိုဆိုမာဒစီဟာစားမဲ့ဝါမဲ့ကြံနေဒီနေရာထိမြားခေါ်လာခဲ့တာပေါ့။ဒါပေမဲ့လေသူမရဲ့ကြံဟာတခြားသူတွေပုံမှာပဲအလုပ်ဖြစ်နေခဲ့ပြီးမြေ လူချမ်းကြီးဥစားအပေါ်မှာတော့အလုံးမဖြစ်ဘူးဗျာလူကြီးမဲတို့ဆိုရင်တော့ဒဇိမကြီးရဲ့အစားပုတ်ခန်းလေးဖြစ်သွားနေတာပေါ့စားရပါဒါဆိုတော့သူမလေးမစားရတော့ဘူးဆိုတာကိုသိလိုက်ပြီးစိတ်တို့ဒေါသဖြစ်ကထိုနေရာမှာစုတ်ခွာထွက်သွားလိုက်ပါတော့တယ်ဥစားအောင်ကလည်းအခုတစ်ခေါက်မှာတော့ထိုဒဇိမကြီးကိုဖြစ်ရှိဖို့မဖြစ်နိုင်သေးဘူးဆိုတာပြီးတော့စိတ်လျှော့ပြီးပြန်လာခဲ့လေရတယ်ဗျာသူက ခေါ်အားပလကျင်းမသူတယောက်ဆိုပေမဲ့တရေတို့တစေစုဆိုတာခေါ်အားနဲ့နိုင်လို့ရတဲ့အမျိုးတွေမှမဟုတ်တာဒါကြောင့်ရွာဦးကျောက်ကိုသွားပြီးတော့ဘိုးကြီးဘနဲ့တွေ့ဆိုခဲ့ပါတယ်ထိုတစေမကြီးကိုတက်ဖို့ဘိုးကြီးစီကနေအကြံဉာဏ်တောက်ယူခဲ့ပါတယ်ဘိုးကြီးကလည်းဘိုးဆိုမတစေကိုတက်ချင်ရတော့တကြီးငါးပါးလည်းကလောက်ကျွမ်းဖြစ်စီမှုအားပြည့်တဲ့တပါးနဲ့အပြည့်တိုင်နှိမ့်နှင်းရမယ်လို့မိတော်မူခဲ့ပါတယ် အဲ့ဒီပြင်အဆောက်လက်ပွဲအနေနဲ့အစွားတဲ့အင်းချက်တွေကိုလည်းလက်ဆောင်ပေးခဲ့ပါလေထို့အင်းချက်တွေဟာဘိုးစိုးမတစီအားနှိမ်နေရမှာအတော့ကိုထောက်ကူပြုမဲ့ပစ္စည်းလေးလည်းဖြစ်ပါတယ်ဒါပေမဲ့ကိုယ်တိုင်ညာစွမ်းရှိသလိုအသောချအဖို့ကိုထို့ဥစဉ်က မိတ်ဆိုခဲ့တယ်ဗျာဧကဝလေးရောရောထို့အင်းချက်တွေကိုတချို့နေရာတွေမှာလက်ကဲထားခဲ့ပါတယ်ဒါဘိုးစိုးမတစီတွေအစီအသိပေးထားတဲ့သဘောတရားဖြစ်ပါတယ် လူပြေးစင်ထားခဲ့တာဖြစ်လို့ဘိုးဆိုမတစေက လာရောလာပါမလားလို့တွေးချပါလိမ့်မယ်။အပူပါနဲ့လာကိုလာရမှာပါမလာလို့မရပါဘူး။ဘာလို့လဲဆိုတော့ဘိုးဆိုမတစေဟာတမ်းမာထွားချိန်တဲ့ဥစားအောင်ရဲ့ခန္ဓာကိုယ်ကြီးကိုလောကကိုမှကျွေးနေခဲ့လို့ဖြစ်တယ်ဗျ။ပြီးတော့တခုကြံပါလေတဲ့။ဘိုးကြီးပွင့်လိုက်တဲ့အင်းချက်တွေဟာတစ်ချက်တည်းနဲ့ဆိုရင်တိတ်အစွမ်းမပြပဲဇိုးပြတဲ့နှစ်ချက်တွဲပဲတူကူမှအစွမ်းထက်မှဖြစ်ပါလေ။ဒီလိုနဲ့ အဖြစ်ဖြစ်ကုံဆိုးလာခဲ့တဲ့ခြေတွေဟာညာဘက်ကိုရောက်လာခဲ့ပါတယ်။ဦးစံအကတော့ဒီထဲမှာတက်စီဘိုးဖြစ်နေရာနှက်ကို လောက်ချနေခဲ့ပါတယ်။ဒါဟာဝဆုမန်စီကိုအေဂျီတဲပိတ်လို့ပြီးရံပြေအောင်မီးရှို့တဲ့မယ်စီစဉ်နေဖြစ်ပါတယ်။အားလုံးကဒီစီသွားပြီးဆိုတော့မှလက်ဆွဲတော်ဒါနဲ့တနေပြီးကိုလက်နှစ်ဖက်မှာဆွဲတင်ပြီးဝဆုမန်စီအလာကိုစောက်နေခဲ့တာပေါ့။ခြေတစ်ခုကြာမှာတော့စောက်နေတဲ့ဦးစံအောင်စီကိုထူးစားတဲ့ယာတစ်ခုနဲ့ယောက်လာခဲ့တာပေါ့။ ဒူးစားနေဆိုတာကတော့အေဒီကာဟာသူ့လိုလိုအပြေကိုလွှဲထွက်သွားနေတယ်ဗျ။အေဒီကာကြီးကထူးဆန်းစွာနဲ့လွှဲထွက်သွားတော့ဦးစာအောက်ကလည်းသူစောင့်နေတဲ့သူဟာရောက်လာပြီဆိုတာသိလိုက်ရပါတယ်။ဒါနဲ့သူလည်းတထက်ကဖတဲ့နဲ့ဒါကိုတိကျက်စွာဆိုးခဲ့ပြီးဆက်ပြီးတော့စောင့်ကြည့်နေခဲ့ပါတယ်။သူထင်ထားတဲ့အတိုင်းပဲမိုးဆိုးမတစေကဆိုင်မြစ်စွာရောက်လာခဲ့ပါတယ်။သူမိုးဆိုးမတစေကမနေ့ကလို့ မြကြီးနဲ့ခြေတော်မှ ठी ပဲအိနီတို့ချီးကဲ့ဝင်ရောက်လာခဲ့တယ်ဗျာဒိုနောက်ဘိုဆိုမတ်စီဟာသူမရဲ့ဂလျားလှပတဲ့မျက်နှာလေးပြီးဦးစားအောင်ဟာပြိုးကြည့်နေခဲ့တာပေါ့ဗျာသူမရဲ့ပြိုးတွေဟာချစ်ဆက်ပွဲလို့ထင်ရပေမဲ့ဦးစားအောင်ကတော့မနေ့မြို့ပွဲကောင်းတဲ့ရာကြီးလို့ဖြစ်နေခဲ့ပါလေဒါကြောင့်အိုဆိုမန်စီအားသူ့လက်တကသနယ်ပြင်စတင်ပြေခတ်ခဲ့ပါတယ်။တနေ့ကထွက်လာခဲ့တဲ့ဂျီဇာဟာမိုဆိုမန်စီအတွက်တော့ပန်းလေးတစ်ပွဲလိုဖြစ်နေခဲ့တာပေါ့ ါကြောင့်သူမလူကြီးမျိုးကိုရှောင်သလိုအသားရရှောက်ပြလိုက်ပါတယ်။ဘယ်နဲ့နဲ့ပြေလို့မရတော့ကြားနဲ့ဓာတ်နဲ့ထပ်မံပြေးဆိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှလည်းသူ့စီဝင်လာတဲ့ဓာတ်ကိုအစွမ်းနဲ့တားလိုက်ပါတယ်။ဒီစိမ့်မကြီးကတော့ဥစ္စာအောင်ရဲ့တဲခွက်တွေကုန်သွားပြီလို့ထင်လိုက်မိတယ်ဗျ။ဒါပေမဲ့သူမှားသွားခဲ့ပါလေ။ဥစ္စာအောင်ဟာတဲခွက်တို့အကွက်ပြေထူသားကိုကန်ဆက်လိုက်ပါတော့တယ်။တဆုံးဝင်သွားတဲ့ဒါကြောင့်ဒီစိမ့်မလေးပြည်ထောင်စာတစ်ချက်အဝင်ကနောက်ဆုတ်သွားခဲ့ပါလေ။ မိုးဆိုးမတစေလေးခေါင်းငိုက်ဆက်ပြီးတော့ထိုနေရာ၌ခဏလောက်ညိတ်သက်နေပါတော့တယ်ဒီလောက်ပဲလားအစွမ်းကိုထိုးတိုက်စမ်းပါလာခဲ့ကမဒါကြောင့်မိုးဆိုးမတစေလေးခေါင်းဆိုင်ကြရကနေအပေါ်ကိုမောကြည့်လိုက်ခဲ့ဗျာအဒီချိန်မှာထိုတစေမကြီးဟာအရင်မျက်နှာနဲ့မတူတော့ဘဲထိတ်လက်ကြောက်ရွံ့စိန်နဲ့နှင်နာကြည့်ပြီးကြောင်းလဲသွားခဲ့တာပေါ့အစကပယ်လျားတဲ့မျက်နှာလေးဟာအခုတော့ဆွဲထိုးချင်စရာကြီးလို ဖြစ်နေလေဗျာ အစေတရွေထိုးစားနေလေအစွဲပြီးပေါရှိပြီးတော့ဦးစာအောင်ကိုကြီးစဲ၆လန့်နေခဲ့ပါလေပြီးတော့နေသူ့ရဲ့လက်ချောင်းတွေကိုအရှိထိုးလိုက်ပြီးတော့တိုက်ခဲ့ဖို့ဝေလာခဲ့ပါလေဒါပေမဲ့တိခိုင်မှာ ရှာကြီးပြတဲ့သူကိုတော့မရှိနိုင်ခဲ့ရှာပါဘူးဒါကြောင့်သူမှလည်းအရေးနေပြီးတော့ခြံတောက်နာကို ရောက်သွားခဲ့ပါလေအဲ့ဒီချိန်မှာဦးစာအောင်ကလေရေဝမှာထိုးဆိုင်ထားတဲ့ဓာတ်ကိုနောက်တစ်ချက်ကန်ထက်လိုက်တယ်ဗျာ ဒါကြောင့်အေဂျက်ကိုဝင်ထုတ်ဆိုင်မိကပစိမကြီးလည်းအချို့မိသွားခဲ့ပါတယ်။ဒါဆိုရင်တော့ဘသူကိုကြီးမမှာပါပဲနဲ့ဒီနေရာကထွက်သွားဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဗျာ။အေဂျက်စာမိသွားတာနဲ့မိခဲ့ကိုရွေးနဲ့ငြိမ့်လိုက်တယ်လို့အငွေတွေလည်းထွက်လာခဲ့ပါတယ်။အဲ့ဒါကိုမှသူ့လက်ထက်မှာကြာရှိနေသေးတဲ့နောက်ထပ်အေဒီချက်ဖြင့်ဒီဇင်းမရဲ့နှစ်ဖူးကိုကဲထက်လိုက်တာပေါ့အေဂျင့်တစ်ခုရဲ့စုပ်ချိပိတ်ချိကိုခံလိုက်ရတဲ့မိုးဆိုးမတစီလေအပြေးထန်အော်ဟစ်နေခဲ့ရပါတယ် ။သူမအနေနဲ့ဘလို့ပဲပြေးထန်စွာရိုးကံမစီဒီချို့နာကလော်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ဗုဒ္ဓဘုရားရှိရဲ့ဂါတာတော်တွေရည်စထားတဲ့အင်းချက်မှုဒီစည်းမကြီးပဲတော့ညှော်လင့်ချက်ဆိုတဲ့အရာတော့မကြံရှိတော့ဘူးဗျာ။အခုချိန်မှာတော့နောက်ဆုံးအနေနဲ့လှုပ်ရှားတစ်ခုပဲကြံပါလိမ့်။အဲ့ဒါကတော့ဇေမကြီးကိုမိလောက်တိုင်းတွင်ဒီအပီးတိုင်းနှိမ့်နှင်းပြဖို့ပဲဖြစ်ပါတယ်။ဥဆောင်တရားတို့ဒါကြောင့်အေကြီးကိုမီးနဲ့ရှို့ဖို့လုံနေရပါတယ်။ မင်းနမျိုးကမှနောက်ထပ်ပြဿနာတစ်ခု ရောက်လာခဲ့ပြန်ပါတယ်။အဲဒါကတော့ကိုတနေကသူ့ဆိုးမလှော်လိုက်တဲ့ငနေတိုးကောက်ပေါ့။သူငနေတိုးကမဒိကကိစ္စကိုမကျင်တဲ့အတွက်လန်စားချီပိုရောက်လာခဲ့တာပေါ့။ဒီကတော့ခံရမဲ့သူကမင်းပဲ။ချာချာသူတို့တိုးကောက်စလို့ဝေးရောက်လိုပန်းခဲ့ပြီးမယ်အကုန်လုံးလဲခွေးလိုဝဲလိုလက်ထွက်ကူကြပါတယ်။ အဲ့လိုနဲ့နောက်ဆုံးတစ်ကောင်ပဲကြာပါတယ်။တရားတာတော့ဥစ္စာအောင်ရဲ့တိုက်ခွဲတွေကိုအသေးခန့်နေပို့ရပါတယ်။ဒါကြောင့်သူလည်းအနည်းခဲဆိုရင်တော့အမောက်သိခါရမယ်ဆိုတာသိလိုက်ပါတယ်။ဒါကြောင့်ညာကြီးရှင်ကလည်းသူ့လက်ထဲကဒါပြင်းလှမ်းပြလိုက်တယ်ဗျာ။ဒါပေမဲ့လည်းသူထင်ထားသလိုအလိုမဖြစ်ပြန်ပါဘူး။ဘာလို့လဲဆိုတော့ဥစာအောက်ကဓာတ်ကိုလက်တပင်နဲ့အေးစိဖမ်းပြလိုက်ပါတယ် ကျုပ်ကဘာမှမလုပ်ပါနဲ့ဗျာကျုပ်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 ကျောက်ပါပြီနုတ်နုတ်လည်းမလာတော့ပါဘူးလာလည်းမလုပ်တော့ပါဘူးဗျာအမေမဲလေးကိုခွလော့ပေးပါတို့တယောက်လည်းလက်ကြီးထွက်အောင်ငိုပြီးတော့ခွေးပြေးဝက်ပြေးထွက်ပြေးသွားခဲ့ရပါတယ်ပြီးတာမှကြားတဲ့နကောက်ဝူတော်ခေါ်နေလောက်အောင်ကြောင်သွားပူရပါတယ်အရှုတို့တို့လည်းရှင်းသွားတော့လိုလဲစားလို့ကိုလက်စာတက်လိုက်တာပေါ့ဒါကြောင့်ဒစိမကြီးပေးမိနေတဲ့ထိုးအေးကိုစတင်မင်းနဲ့ရှို့လိုက်ပါတယ်ဒရန်အေးလေးပြီးတာမှ မိကလည်းလှိမှန်စွာနဲ့ကူးပြေးလှုပ်ကျွမ်းသွားခဲ့တယ်ဗျာလှုပ်ကျွမ်းနေတဲ့မိတော်ရီကြားထဲမှာပေးမိနေတဲ့ဒစိမကြီးကတော့အော်ဟဲ့ရုန်းကန်နေခဲ့တာပေါ့ဂုံဆိုးနေတဲ့ခြေတွေနဲ့တူဝိုးဆိုးမတဲ့ဇေယအော်သားကလည်းမိတဲ့ကနေပျောက်ွယ်သွားခဲ့ပါတယ်သူ့ဘာသူနေတဲ့အေကြီးကိုလည်းဒစိမကြီးကိုနှင်းနေဖို့အတွက်မိရှို့စတဲ့လိုက်ရတယ်ဗျာဟုတ်ကဲ့ပါမိုးဆိုးမတဲ့ဇေယဇလန်ကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ် ဗီဒီယိုကြည့်နေတဲ့သူတို့လည်းချဲပုံမှခေါ်တင်းမယ်တို့အလကားခေါ်တိလိုက်မယ်တို့ရောရိုးတော်မစင်စားတင်ပါဘူး။ဘာလို့လဲဆိုတော့တိခိုင်ရမယ့်သူကကိုဖြစ်သွားနိုင်ပါ रे ။ဆိုတော့ဇလန်းလေးကိုလည်းကြိုက်ကြမယ်လို့ထင်ပါ रे ။ channel လေးကိုလည်း subscribe လို့ရတဲ့ရင်တော့ subscribe နဲ့ notification bell လေးကိုလည်းနှိပ်ပေးခဲ့ကြပါဦးဗျ။